ရေဒီယိုအန်ယူဂျီသောတာရှင်မိဘပြည်သူများမင်္ဂလာပါခင်ဗျာခုချိန်ကစပြီး2025ခုနှစ်အော်တိုဘာလ9ရက်နေ့ညပိုင်းမှာတင်ပြပေးမယ့်ရေဒီယိုအန်ယူဂျီစစ်ရေးသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါရခင်ဗျာကျွန်တော်ကတော့မင်းယူပါပရမဆုံးစစ်ရေးသတင်းနေဖြင့်ချောင်းဦးမြို့နယ်ကစီမီထုံးပွဲကိုစစ်တပ်ကလေကြောင်းကနေတိုက်ခိုက်ခဲ့မှုကိုနိုင်ငံတကာမီဒီယာတွေထိတ်တန့်သတင်းအဖြစ်ဖော်ပြတဲ့အကြောင်းအရာကိုတင်ပြပေးပါမယ် စကိုင်းတိုင်းချောင်းဦးမြို့နယ်ဘုံတူကျေးရွာမှာကျင်းပတဲ့စီမီထုံးပွဲကိုအကြံဖက်စစ်တပ်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့မှုကိုနိုင်ငံတကာသတင်းမီဒီယာတွေကထိတ်တန့်သတင်းအဖြစ်အကျယ်တဝန့်ဖော်ပြခဲ့ကြပါတယ်။ဗုဒ္ဓဘာသာဝင်တွေအထွတ်အမြတ်ထားရာသတင်းကျွလာပြည်နေဖြစ်တဲ့အော်တိုဘာလ6ရက်နေ့ညပိုင်းမှာအကြံဖက်စစ်တပ်ကပါရာမော်တာတွေနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာကို American သတင်းစာ New York Times, Fitin ရဲ့ Independent သတင်းဌာနနဲ့ BBC အပါအဝင် ်အယ်ဂျာဇီယာမက်ထရို AFP နဲ့အိန္ဒိယသတင်းဌာနဖြစ်တဲ့ Time of India တို့အပါအဝင်နိုင်ငံတကာသတင်းမီဒီယာတွေမှာထိတ်တန့်သတင်းအနေနဲ့ဖော်ပြထားတာတွေ့ရပါတယ်ဗုဒ္ဓဘာသာဝင်တွေရဲ့ဘာသာရေးခန္ဓာဖြစ်တဲ့စီမီထွန်းပွဲတော်ကိုလေကြောင်းကနေဘုံကျဲတက်ခိုက်တာဟာအကြမ်းဖက်စစ်တပ်ရဲ့ကြမ်းတမ်းနဲ့ရက်စက်မှုဖြစ်တယ်လို့နိုင်ငံတကာသတင်းတွေကဆိုထားပါတယ်ချောင်းဦးမြို့နယ်ကဘုံတိုရွာမှာလုတ်တဲ့စီမီထွန်းပွဲကိုစစ်တပ်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်မှာ ဒဏ်ရာရသူတွေပါတည်ဆုံသွားတာကြောင့်တည်ဆုံသူအရေအတွက်ဟာ24ဦးအထိရှိလာပြီလို့ဒေတာတွင်သတင်းတွေအရသိရပါတယ်။ဒီဖြစ်စဉ်နဲ့ပတ်သက်လို့မြူသားညညရဲ့အဆိုအရလူ့အခွင့်အရေးဝန်ကြီးဌာနကတော့စစ်တပ်ဟာအာဏာတည်မြဲရေးကိုသာဥတည်ပြီးလူတို့အပေါ်အခကြီးရကြီးဘာသာရေးအထွတ်မြတ်ထားရနေရတွေပါမကြံရက်ဆက်နေတဲ့စေအုပ်စုရဲ့ရာဇဝတ်မှုတွေကိုအေးအေးယူနိုင်ရေးအစွမ်းကုန်ကြိုးပမ်းအားထုတ်သွားမယ်လို့ကတိပြုကြေညာထားပါတယ်ခင်ဗျာ ဒုတိယသတင်းအနေဖြင့်ဗမော်မှာတိုက်ပွဲတွေပြင်းထန်နေပြီးစစ်တပ်ကလေကြောင်းကနေတိုက်ခိုက်နေတယ်လို့ KAI ပြောတဲ့သတင်းကိုတင်ပြပေးပါမယ်။ကချင်ပြည်နယ်ကဗမော်မြို့မှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီးစစ်တပ်ကလေကြောင်းကနေတိုက်ခိုက်နေတယ်လို့ KAI ဘက်ကပြောပါတယ်။ဗမော်မြို့တွင်းမှာအကြမ်းဖက်စစ်တပ်နဲ့ KAI ပူးပေါင်းတပ်တွေကြားတိုက်ပွဲတွေနေ့စဉ်ဆိုသလိုပြင်းထန်နေတယ်လို့ရှေ့တန်းသတင်းရင်းမြစ်ရဲ့ပြောဆိုချက်ကိုကိုးကားပြီး KIA သတင်းပြန်ကြားရေးဌာနကထုတ်ဖော်ပြောဆိုလာတာဖြစ်ပါတယ်။ အကျန်းဖက်စစ်သားတွေဟာအော်တိုဘာလ6ရက်နေ့ညကနေစပြီးဗမော်၃မိုင်ဘက်ကိုအင်အားအလုံးရင်းနဲ့ထိုးစစ်ဆင်လာတာကြောင့် KIA ပူးပေါင်းတပ်ဖွဲ့နဲ့တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ဆိုပါတယ်။အော်တိုဘာလ9ရက်နေ့မှာလည်းဗမော်9မိုင်ဘက်ကိုစစ်ရေးလှုပ်ရှားတဲ့အကျန်းဖက်စစ်သားတွေနဲ့ KIA ပူးပေါင်းတပ်တို့ကြားတိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့အသိပေးပါတယ်။အဲ့ဒီလိုတိုက်ပွဲတွေပြင်းထန်နေချိန်မှာအကျန်းဖက်စစ်တပ်ဟာလေကြောင်းကိုအဓိကထားပြီးတိုက်ခိုက်နေတယ်လို့ရှေ့တန်းသတင်းရင်းမြစ်တွေစီကသိရပါဗျ။ KIA သတင်းပြန်ကြားရေးဌာနကတိုက်ပွဲအခြေအနေအသေးစိတ်ကိုထုတ်ဖော်ပြောဆိုတာမရှိပေမဲ့ခလာရ48အနီးတက်ဆွဲထားတဲ့နေရာ၄ခုထပ်မင်းဲကို KIA ပူးပေါင်းတပ်တွေပြန်လည်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာရှိတယ်လို့ဒေသစစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။အခုအော်တိုဘာလအတွင်းမှာတင်ဗမော်တိုက်ပွဲမှာခလာရ239ခမာရ389နဲ့ခမာရ451တို့ကဗိုလ်မှူးအဆင့်ရှိသူ၃ဦးနဲ့ အခြားအဆင့်30ကျော်တည်ဆုံးခဲ့တယ်လို့ကချင်စစ်ရေးတရင်ရင့်မြစ်တယောက်ကအတည်ပြုပါတယ်။ဝိုင်းမော်ဘက်မှာလည်းအကြမ်းဖက်စစ်သားတွေထိုးစစ်ဆင်လာတာကြောင့် KIA ပူးပေါင်းတပ်တွေနဲ့တိုက်ပွဲဖြစ်ခဲ့တာတွေရှိနေရမှာမနေ့အော်တိုဘာလ10ရက်မှာစစ်တပ်နဲ့ပြည်သူ့စစ်အဖွဲ့တွေရဲ့ခြေကုပ်စခန်းတစ်ခုကို KIA ပူးပေါင်းတပ်တွေသိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်ခင်ဗျာ။ဆလပီရေပြူနယ်မှာဖြစ်တဲ့နှစ်ရက်တာတိုက်ပွဲမှာစစ်သား73ဦးသေပြီးအထိနာသွားတဲ့စစ်တပ်က ပြည်သူပိုင်အိမ်တွေကိုမီးရှို့ဖျက်ဆီးတဲ့သတင်းကိုတင်ပြပေးပါမယ်။တနင်္လာနေ့တိုင်းရေပြူမြို့နယ်မှာနှစ်ရက်ဆက်ဖြစ်ခဲ့တဲ့တိုက်ပွဲမှာစစ်သား73ဦးသေဆုံးပြီးအထိနာသွားတဲ့စစ်တပ်ဟာအရက်သားပြည်သူပိုင်အိမ်တွေကိုမီးရှို့ဖျက်ဆီးသွားတယ်လို့ဒုရကစစ်ကြောင်းကဒီနေ့အော်တိုဘာလ9ရက်မှာထုတ်ပြန်လာပါတယ်။အင်အား200ခန့်ပါတဲ့စစ်တပ်စစ်ကြောင်းဟာစက်တင်ဘာလ28ရက်မှာပခောစုံရွာကိုရောက်ရှိလာပြီးရွာသားတွေကိုဖမ်းဆီးကာ နေအိမ်တွေကိုမီးရှို့ဖျက်ဆီးတာပြည်သူပိုင်နဲ့ရွှေငွေတွေကိုအထမယူဆောင်သွားခဲ့တယ်လို့ဆိုပါတယ်။အဲဒီစစ်ကြောင်းဟာစက်တင်ဘာလ29ရက်နေ့မှာဝချောင်းရွာကနေခမောင်းချောင်းရွာဘက်ရောက်ရှိလာပြီးရွာသားတွေကိုဖမ်းဆီးပြီးနေအိမ်တွေနဲ့ဈေးဆိုင်တွေကိုဖျက်ဆီးခဲ့ကြတယ်လို့လည်းအတည်ပြုပါတယ်။အဲဒီစစ်ကြောင်းဧကနိရွာကိုစက်တင်ဘာလ30ရက်နေ့ရောက်လာချိန်နေ့လယ်12နာရီကျော်ကစပြီးတော်လိုင်းတပ်တွေနဲ့နှစ်ရက်ဆက်တိုက်ပွဲဖြစ်ခဲ့တာလို့သိရပါတယ်။ အခုအော်တိုဘာလ၁ရက်နေ့ညနေ6:00နာရီအထိနှစ်ရက်တာဖြစ်ခဲ့တဲ့တိုက်ပွဲမှာစစ်တပ်ဘက်က73ဦးသေဆုံးခဲ့ပြီးစစ်သားတွေကိုမီးရှို့ပစ်ထားခဲ့တာရှိသလိုအချို့ကတော့ပြည်သူ့ကာကွယ်ရေးတပ်တွေကတင်းကြီးမှာမီးရှို့တကြိုပေးခဲ့ရတယ်လို့ပြောပါတယ်။အထိနာသွားတဲ့စစ်တပ်ဟာဧကနီယွာကပြည်သူပိုင်းအိမ်ဆယ်လုံးမီးရှို့ဖျက်ဆီးခဲ့ပြီးအခြားအိမ်တွေကိုလည်းဖျက်ဆီးခဲ့တယ်လို့ဆိုပါတယ်။စစ်သားတွေမီးရှို့ဖျက်ဆီးခဲ့တဲ့အိမ်ဆယ်လုံးထဲမှာကြန့်ခိုင်ရေးအမတ်ပူစောထီနိုင်ဦးရဲ့အိမ်အပါဝင် ကျန်းခံရေးပါတီကိုထောက်ခံအားပေးတဲ့အိမ်၅လုံးလဲပါဝင်ခဲ့တယ်လို့ဒုရကစစ်ကြောင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ပြည်သူ့ဘဏ်အိမ်တွေကိုမိရှုဖျက်ဆီးခဲ့တဲ့စစ်တပ်စစ်ကြောင်းကိုတဝဲမျိုးသားလူမျိုးရေးတပ်တော် DNL ရဲ့ဒုရကစစ်ကြောင်းဒေါနာတယင်းတက်ခွဲ6ရေပြူတောင်ပိုင်းဝင်ဟင် တက်ခွဲတဝဲခရိုင်တပ်ပေါင်းစုရေပြူမြို့နယ်အခြေစိုက်မဟာမိတ်ပူးပေါင်းတပ်တွေနဲ့မဟာမိတ်ဖွဲ့တွေပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီးတော်လိုင်းပူးပေါင်းဖွဲ့ဘက်ကရဲဘော်တအူမြင့်မြတ်စွာကြာဆုံးခဲ့ရသလို ၃ဦးမစိုးရင်ရတဲ့ဒဏ်ရာတွေရခဲ့တယ်လို့သိရပါတယ်။တော်လိုင်းတက်တွေဘက်ကတနင်္ဂနွေလုံးအတိုင်းအတာနဲ့စစ်ရေးပေါ်ဆောင်နေချိန်မှာစစ်တပ်ဘက်ကလေကြောင်းတိုက်ခိုက်မှုတွေအချိန်မရွေးလှုပ်လာနိုင်တာကြောင့်မိဘပြည်သူများအနေနဲ့စစ်ရေးသတိနဲ့သွာလာနေထိုင်ကြဖို့တော်လိုင်းတက်တွေဘက်ကတိုက်တွန်းထားသလိုအမှန်တရားဘက်ကရည်တည်လိုတဲ့စစ်သားနဲ့ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ပြည်သူရင်ဝင်ကိုအမြန်ဆုံးခိုလုံကြဖို့တိုက်တွန်းထားပါတယ်ခင်ဗျာဆက်လက်ပြီး ်းတန်းမြို့နယ်မှာအကြမ်းဖက်စစ်တပ်ရဲ့ဘုံကျဲခံရမှုကြောင့်မတန်ဆွမ်းအမျိုးသမီးနဲ့စစ်ရှောင်းကလေးငယ်၃ဦးသေဆုံးတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။ချင်းပြည်နယ်မင်းတပ်မြို့နယ်ကကျေးရွာနေရွာကိုအကြမ်းဖက်စစ်တပ်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်မတန်ဆွမ်းအမျိုးသမီးနဲ့စစ်ရှောင်းကလေးငယ်၃ဦးသေဆုံးခဲ့ရတယ်လို့ဒေတာတွင်တဲ့ရင်ရင်းမြစ်တွေကပြောပါတယ်။မနေ့အော်တိုဘာလ၈ရက်ည9နာရီခန့်မှာမင်းတပ်မြို့နယ်ဝမ်မသူကျေးရွာနဲ့ဟင်းချောင်းရွာကစာတင်ကျောင်းကိုအကြမ်းဖက်စစ်တပ်ကဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ဆောင်ကလေးငယ်တွေတိတ်ဆုံးခဲ့ရတာလို့ဆိုပါတယ်။တော်လိုင်းတက်တွေဘက်ကစည်ရစ်လှုပ်ရှားတာမရှိဘဲចောင်းသူចောင်းသားတွေစာကျက်နေတဲ့စာတင်ចောင်းကိုအကြမ်းဖက်စစ်တပ်ကရွေချက်ရှိရှိတိုက်ခိုက်ခဲ့တာလို့ဒေတာသတင်းရင်းမြစ်တွေကအတည်ပြုပါတယ်။ထင်းချောင်းစာတင်ចောင်းဘုံကျဲခံရမှုကြောင့်ចောင်းသား3ဦးမတန်ဆွမ်းမျိုးသမီး2ဦးတိတ်ဆုံးခဲ့ရပြီးဒဏ်ရာရသူ22ဦးရှိတယ်လို့မင်းတမျိုးနယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူတို့ဖြစ်တဲ့ဆလိုင်းရောမန်ကလည်းအတည်ပြုထားပါတယ်။ ဝမ်သူကျေးရွာစာတင်ကြောင်းတိုက်ခိုက်ခံရမှုမှာတော့အရသာပြည်သူတွေထိခိုက်ဒေဆုံးတာမရှိဘူးလို့သိရပါတယ်။အော်တိုဘာလ၄ရက်နေ့ကလည်းလေကြောင်းကနေဘုံကျဲတိုက်ခိုက်မှု၂ကြိမ်လုပ်ခဲ့တာကြောင့်အရသာပြည်သူ၃ဦးဒဏ်ရာရခဲ့ပြီးနေအိမ်နဲ့ဟိုတယ်အဆောက်အုံပျက်စီးတာတွေရှိခဲ့တယ်လို့စီးရီးသတင်းတွေအရသိရပါတယ်။ချင်းဒေသကာကွယ်ရေးတပ် CDF မင်တန်နဲ့မဟာမိတ်တွေကမင်တန်မြို့ကို၂၀၂၄ခုနှစ်ဒီဇင်ဘာမှာသိမ်းပိုက်နိုင်ခဲ့ပြီး အာနာသိန်းစစ်တပ်ကမင်းတပ်မြို့ကို လေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုတွေအကြိမ်ကြိမ်ပြုလုပ်ခဲ့တယ်လို့လည်းသိရပါဗျခင်ဗျာယခုနောက်ဆုံးစီရေးတဲ့နေဖြင့်အကြံဖတ်စစ်တပ်ကကြောင်မဲမြို့နယ်တဲကနမ်မန္တရာကိုလေကြောင်းကနေဘုံကျဲဖျက်ဆီးတဲ့တရင်ကိုတင်ပြပေးပါမယ်အကြံဖတ်စစ်တပ်ကတောင်တက်မဟာနှစ်နယ်မြေဖြစ်တဲ့ကြောင်မဲမြို့နယ်တဲကနမ်မန္တရာကိုလေကြောင်းကနေဘုံကျဲပြီးဖျက်ဆီးသွားတယ်လို့ TNL ကထုတ်ပြန်ထားပါတယ် အကျံဖက်စစ်တပ်ကမနေ့အော်တိုဘာလ၈ရက်နေ့ကပေါင်150ဘုံနှလုံးလာရောက်ကျဲချပြီးဖျက်ဆီးခဲ့တာကြောင့်တရားပြန်စီးသွားတာလို့ဆိုပါတယ်။အကျံဖက်စစ်တပ်ဟာနမ်မန္တရာကိုတစ်တုံညာနှစ်ခွန်စစ်စင်ရေးအပိုင်းနှစ်တုံးကတကြိမ်မိုင်းခွဲဖျက်ဆီးခဲ့ပြီးအခုဒုတိယကြိမ်အဖြစ်လေကြောင်းကနေဘုံကျဲဖျက်ဆီးတာလို့သိရပါတယ်။ TNL ဥဆောင်တဲ့တော်လိုင်းတပ်တွေဟာ2023ခုနှစ်အော်တိုဘာလ29ရက်နေ့ကစတင်တဲ့တစ်တုံညာနှစ်ခွန်စစ်စင်ရေးကာလမှာရှမ်းပြည်မြောက်ပိုင်းမှာရှိတဲ့ ကြောက်မဲတီဘောနမ်ဆန်မိုင်းလုံမိုးမိတ်မန်တုံနမ်ဒူကုတ်ခိုင်နောင်ချိုနမ်ခမ်းမိုင်းငေါမျိုးနဲ့မန္တလေးတိုင်းကမိုးကုံမျိုးတို့ကိုတင်းယူခဲ့တယ်လို့စီးရေးမှတ်တမ်းတွေအရသိရပါတယ်။ဒါပေမဲ့2025ခုနှစ်နှစ်လယ်ပိုင်းမှာအချမ်းဖက်စစ်တပ်ကအင်အားအလုံးအင်းနဲ့မြေပြင်ကနေစစ်ကြောင်းထိုးသလိုလေကြောင်းကနေဘုံကျဲတိုက်ခိုက်တာကြောင့်ဇူလိုင်လမှာနောင်ချိုမျိုးကိုလက်လွတ်ဆုံးရှုံးခဲ့ရတဲ့အပြင်အော်တိုဘာလဇန်းပိုင်းမှာလည်း ကြောင်မဲမြို့ကိုထပ်မံလက်လွတ်ခဲ့ရတယ်လို့စစ်ရေးသတင်းတွေမှာဖော်ပြထားပါတယ်။ဂျမ်ဖတ်စစ်တပ်ဟာဒီနှစ်ကုန်ပိုင်းမှာပဲသူတို့ထွက်ပေါက်အတွက်လုံမဲ့အတူရောင်ရွေးကောက်ပွဲကျင်းပနိုင်ဖို့ကြိုးစားနေတာကြောင့်လက်ရှိမှာလဲတီဘောမြို့ကိုဥတီပီစစ်ကြောင်းထိုးနေတဲ့အတွက် TNL တပ်တွေ ခုခံတိုက်ခိုက်နေရတယ်လို့သိရပါတယ်။ဒါကြောင့်အချမ်းဖတ်စစ်တပ်ကိုတံပြန်တိုက်ခိုက်နိုင်ဖို့ရှမ်းမြောက်ဒေသမှာရှိတဲ့လက်နက်ကင်တပ်ဖွဲ့တွေအပါအဝင် တွန်လိုင်းတက်တွေအားလုံးကို TNL ကဖိတ်ခေါ်ထားပါတယ်။အကြံဖက်စစ်တပ်ကိုပူးပေါင်းတိုက်ခိုက်ဖို့တွန်လိုင်းတက်တွေကိုဖိတ်ခေါ်ထားသလိုတစ်ဖက်မှာလည်းအကြံဖက်စစ်တပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုတွေကိုရှောင်ရှားနိုင်အောင်စီရေးသတိရှိနေကြဖို့နဲ့လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနီလန်းတွေလိုက်နာဆောင်ရွက်ကြဖို့မိဘပြည်သူတွေကို TNL ကတိုက်တွန်းထားပါတယ်ခင်ဗျာ။အခုတင်ပြခဲ့တဲ့စီရေးသတင်းအကောင့်ချက်တွေကိုတော့ Radio NUG သတင်းတော့ကိုခန့်မှပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ။